်မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ကျောင်းသုံးစာအုပ်အခန်းနှစ်ထဲမှာ ပါဝင်တဲ့အပြောပုံစံအမျိုးမျိုးဆိုတဲ့အထက်ကနေပြီးတော့ရင်စောင်းပါတူရီအပြောပုံစံလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီ အပြောင်းပုံစံလေးတွေဟာခလေးတွေအနေနဲ့ပုံစံအမျိုးမျိုးလေ့လာရမှာဖြစ်ပါတယ်။ကဲဒါဆိုရင် ပထမဦးဆုံးဒူဒီအပြောင်းပုံစံဆိုတာလေးကိုဖတ်ကြည့်အောင်။ဒါလေးကတော့လူရုဒေါ်အမားရဲ့အမိရှေးစကားဆိုတဲ့စာအုပ်ထဲကနေပြီးတော့ယင်းရေးသားထားတဲ့ဆောင်းပါးလေးဖြစ်ပါတယ်။ဒီဆောင်းပါးလေးကတော့ နော်အမေလူရုတော်အမားနေပြီးတော့ရင်တယောက်ထဲကလေးတွေကို ပြန်ပြောပြနေတဲ့ပုံစံလေးအတိုင်းရေးသားထားတာဖြစ်ပါတယ်။ကဲဒါဆိုရင်စောင်းမလေးကိုဖတ်ကြည့်အောင်။ဒါလေးကတော့နော်တူဒီအပြောပုံစံလေးပဲ ဖြစ်ပါတယ်။ကဲဒါဆိုရင်စပြီးဖတ်ကြည့်အောင်။အမေတို့ငငယ်တုန်းကလေမန်းလေးမှာတကြံကြတယ်ဆိုတာလူကြီးတွေဥပုံဆောင်ကြဖះရေးသက်ပေကြတဲ့ကာလ လူရွယ်လူလက်ယောက်ျားလေးတွေရေတွင်းကြီးဆဲကြရေကန်တွေရေလှဲကြတန်ရှင်းကြတဲ့ပွဲကလေးငယ်တွေကတံပြူရေပြူကလေးတွေတံပြူရေဖလားလေးတွေနဲ့ရေပက်ကစားကြတဲ့ပွဲလေရှေ့တုန်းကတော့ကြံမကြသေးဘူးဆိုရင် AB 73ရက်ပေမဲ့ရေပက်ရတာမဟုတ်ဘူးဟဲ့မပက်နဲ့အောင်ကြံမကြသေးဘူးလို့ဆိုရင် ခွက်ကလေးပြူကလေးကိုင်းပြီးအตาရက်နေရတာ တကြံကြပြီဆိုတာကလည်းတမျိုးလုံးကြောက်အောင် အမြောက်တန်တစ်ချက်ပစ်ဖောက်ပေးလိုက်တာပါပဲအဲ့ဒီအမြောက်ကလည်းအတန်သာမြည်တာဘယ်သူမှဘာမှထိခိုက်တာမဟုတ်ဘူးဒါကြောင့်အမေတို့စီမှာဟန်သာရှိပြီးအဆန်မပါဘူးတကြံအမြောက်ပဲလို့တင်စားပြီးပြောတဲ့စကားတခွန်းတောင်ရှိခဲ့တယ်အမေတို့ငငယ်ကရေပက်တယ်ရေကစားတယ်ဆိုတာတကယ့်10နှစ်12နှစ်ကလေးတွေရဲ့ပွဲတသက်ပဲ လူအပြိုလူပြိုတွေရေကစားတာမရှိဘူးလားရှိပါရဲ့ရှိပုံကဒီလိုလေဘဲအိမ်မှာအပြိုရှိတယ်တယောက်မကရှိတယ်ဆိုရင်အဲ့ဒီအိမ်ကအပြိုကို ရေလောင်းဖို့တရက်ထဲကလူပြိုတွေကချောင်းနေကြရတယ်အပြိုတွေကလည်းရေပက်ခံရမှကြောက်လို့ကြံတွင်းဆိုရင်တော့တက်နိုင်သလောက်လူမြေမခံမဲ့အိမ်တွင်းအောင်နေကြတာပဲမလွဲတာတဲ့ကိစ္စနဲ့အိမ်ပြင်ထွက်လာပြီဆိုရင်တော့ ရေပက်ချင်လို့ချောင်းနေတဲ့ကောင်လေးတွေကချမ်းသာမသေးတော့ဘူးအိမ်နဲ့ပြေးဝင်ရင်လဲမိဘမောင်ဖားကိုကျွန်တော်ရေပက်ချင်လို့မဘသူကိုထုတ်ပေးပါခမားလို့တောင်းတော့တာပဲဒီအခါမှာမိဘမောင်ဖားကမဘသူရေလာပါကွယ်ရေပက်ခံလိုက်ပါဟဲ့လို့မလာမချင်းခေါ်ပေးတယ်ထွက်လာတော့လူကြီးမိဘတွေရှေ့မှာပဲလောင်းကျင်သလောက်လောင်းကြတယ်ဘယ်အိမ်ကအပြိုဘယ်သူရေပက်ခံနေပြီလို့ အရက်ထဲကကာလာသားတွေကြားရင်လဲရရရေပုံ ရေဖလားဆွဲယူပြေးလာပြီးလောင်းလောင်းကြတော့တာပဲတခါတလေလောင်းသူတွေကများလွန်းလို့ချောင်းစီမြောင်းစီပေါ်ဒါလေးကတော့အပြောပုံစံအမျိုးမျိုးတွေကနေပြီးတော့မှ တူတီပြောတဲ့ပုံစံလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ကဲကလေးတွေအနေနဲ့မိလာ ပြီးတော့ပြောဆိုနိုင်ပါစေကျေးဇူးတင်ပါတယ်ရှင်